င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အမေရိကန်မှာ NUG နိုင်ငံကြိုင်းဝင်ကြီးဌာနရုံးဖွင့်လှစ်ပြီးအာဆီယံနဲ့နိုင်ငံ၈ခုမှာကိုယ်စားလှယ်ခန့်အပ်ထားတယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နေနဲ့လုပ်ငန်းတာဝန်တွေကိုထိရောက်စွာလှုပ်ဆောင်နိုင်ဖို့နိုင်ငံ၈ခုမှာကိုယ်စားလှယ်များခန့်ထားပြီးအမေရိကန်နိုင်ငံမှာလည်းနိုင်ငံကြိုင်းဝင်ကြီးဌာနရုံးကိုဖွင့်လှစ်နိုင်ခဲ့ကြောင်း NUG ရဲ့လေးနှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြပါရတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုယ်စားလှယ်တွေကိုအာဆီယံ United United Kingdom, Australia နိုင်ငံ၊ချက်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ဂျပန်နိုင်ငံ၊တောင်ကိုရီးယားနိုင်ငံ၊နော်ဝေနိုင်ငံ၊ပြင်သစ်နိုင်ငံစတဲ့နိုင်ငံများမှခန့်ထားတယ်လို့အစိုးရကစာမှာပါရှိပါတယ်။ American နိုင်ငံ Washington DC မှာနိုင်ငံတိုင်းဝင်ကြီးဌာနရုံးကိုဖွင့်လှစ်ခဲ့တဲ့အပြင် Timor Democratic သမ္မတနိုင်ငံဒီလီမြို့တော်မှာလည်းတန်တမန်ဆိုင်ရာရုံးဖွင့်လှစ်ပြီး ဒုတိယအကြီးကြီးတအုပ်ခန့်တာဝန်ပေးခဲ့ကြောင်းသိရပါရယ်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြင့်တာမန်ကြီးဦးကျော်မွန်းထွန်းကဆက်လက်ကိုစားပြုခွင့်ပြုခဲ့ကြောင်းနဲ့မြန်မာပြည်သူများအတွက်စစ်မှန်တဲ့အတန်ကိုကိုစားပြုကသက်ဆိုင်ရာအဖွဲ့အစည်းနိုင်ငံအသီးသီးနဲ့ထိတွေ့ဆောင်ရွက်လျက်ရှိကြောင်း NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့အာနာသိန်းခေါင်းဆောင်ရုရှားသွားနေမိမယ်စစ်ကောင်စီပုံကျင့်ပြတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ် ယာယီအပြည့်ရဲ့ကြီးညာထားပြီးအာနာသိန်းကောင်းဆောင်ရုရှားနိုင်ငံကိုသွားရောက်နေပြီးမြေစစ်ကောင်စီကမေလ9ရက်နေ့မှာအီယာရီတိုင်းလေးမျက်နှာမြို့နယ်မကွေးတိုင်းကံကွန်မြို့နယ်ချင်းပြည်နယ်မင်းတပ်မြို့နယ်စတဲ့နေရာတွေကိုလေကြောင်းကနေဆက်လက် ပုံကျဲခဲ့ပါတယ်။တဒတ်ဦးစစ်ကောင်စီလေတပ်ကနေတက်လာတဲ့ Jet Fighter နှစ်စီးနဲ့မနေ့ကည၈နာရီခွဲမှာကံကွန်မြို့နယ်ကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောက်ပြီးလေကြောင်းကနေဘုံထက်ကျင်းနိုင်လို့ဒေသခံပြည်သူတွေလုံခြုံရမှာနေကြဖို့လဲပေါင်းမြို့နယ်မြောက်ပိုင်းကြီးလက်ဒေသကာကွယ်တပ်ဖွဲ့ကအသိပေးထားပါတယ်။ဒါအပြင် ချင်းကာကွယ်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မင်းတပ်မျိုးကိုလည်းမင်းကမနေ့ပိုင်းတနားရီကျော်မှာပုံနှလုံးချင်းချခဲ့ပါတယ်။ဒါတင်မကပဲနေ့လယ်2:40မိနစ်40ဝန်းကျင်မှာလည်း Jet Fighter နဲ့ထပ်ပြီးဘုံကျင်းလိုအစိုးရအဆောင်နဲ့ဝန်ထမ်းအင်အားတွေထိခိုက်ပျက်စီးခဲ့တဲ့အပြင် အရက်သားအသက်ဆုံးရှုံးမှုတွေပါရှိခဲ့တယ်လို့မင်းတပ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကထုတ်ပြန်ထားပါတယ်။နောက်ပြီးအာရခတက်တော်အေးပူပေါင်းတက်တွေနဲ့စစ်ကောင်စီတို့အကြားစီးရီးတင်းမနေတဲ့လေးမျက်နှာမျိုးပန်းတော်ကြီးရွာကိုမနေ့ကည10နာရီလောက်မှလေးချောင်းကနေအပြင်အထံဘုံကျဲသွားကြောင်းဒေသခံတွေကပြောပါတယ်။အခုလိုစစ်ကောင်စီဘုံကျဲခဲ့တဲ့အဲ့ဒီမျိုးနယ်တွေမှာလက်တလောတိုက်ပွဲဖြစ်ပွားနေတာမရှိပါဘူး။အာနာသိန်းစစ်ကောင်စီကအပြင်ရဲ့ညညာထားပြီးမဲ့လေးချောင်းတိုက်ခိုက်မှုတွေကိုပုံမပြုတ်လုပ်နေကြတာဖြစ်ပါတယ်။ဒါဟာစစ်ကောင်စီကောင်းဆောင်ကမေခွန်ရက်နေ့မှာရုရှား ားနိုင်ငံကိုထွက်ခွာသွားပြီးအာနာသိန်းဒုတိယခေါင်းဆောင်ဆိုဝင်ကြန့်ရှိနေချိန်မှာလေကြောင်းတိုက်ခတ်မှုတွေဆက်လက်ကျူးလွန်နေရလဲဖြစ်ပါတယ်။ ရုရှားနိုင်ငံမော်စကိုမှာပြုလုပ်မဲ့ရှင်ပြင်းသည့်ခြိတက်ပွဲတင်ရဖို့အာနာသိန်းကောင်ဆောင်မင်းအောင်လိုင်းနဲ့စနီးအပါဝင်စစ်ကောင်စီအတွက်ဖက်အတွင်ရင်မှုဘုတ်ချုပ်ကြီးရေဝင်းဦးနဲ့စနီးတီးရီလီညှိနှိုင်းကုတ်ကရင်မှုဘုတ်ချုပ်ကြီးကျော်စွာလင်းနဲ့စနီးစတဲ့အာနာသိန်းစစ်ကောင်ဆောင်တွေတွားရောက်နေကြတာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့မြန်အောင်မှာပြည်သူစစ်မှုထမ်းအကြောင်းပြပြီးအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်များလာစဉ်ငွေတောင်းယူနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ KRR တိုင်းမြန်အောင်မြို့နယ်မှာစစ်ကောင်စီခန့်ရက်ကြီးအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကပြည်သူစစ်မှုထမ်းအကြောင်းပြပြီးလာစဉ်ငွေတောင်းယူနေကြောင်းဒေသခံတွေစီ ီကတည်ရပါတယ်။တပြေကုန်းအုပ်စုရှိကျေးရွာတွေကိုအစည်းအဝေးခေါ်ယူပြီးပြည်သူစစ်မှုရန်အတွက်ထပ်မံငွေပေးဆောင်ရမယ်လို့ဆိုပြီးတအိမ်လေးငွေကျပ်တသိန်းသုံးတောင်းတောင်းယူကြောင်းဒေသခံတွေကဆိုပါတယ်။မရှိတဲ့ကြားထဲကနေသူတို့ငွေထည့်ရတယ်။အရင်လတွေကလည်းစစ်မှုရန်အတွက်ဆိုပြီးငွေလာတောင်းလို့ပေးလိုက်ရတယ်လို့တပြေကုန်းအုပ်စုရှိဒေသခံတအုပ်ကပြောပါတယ်။တပြေကုန်းအုပ်စုရှိကျေးရွာတွေကပြည်သူစစ်မှုရန်အတွက်ပြီးခဲ့တဲ့လပိုင်းကလည်းတအိမ်လေးငွေကျပ်နှစ်သိန်းကျပ်ပေးဆောင်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါအပြင်ပြီးခဲ့တဲ့အပြီလပိုင်းမှာလည်းမြန်အောင်မြို့နယ်တပြေကုန်းအုပ်စု9တန်းချင်းရွာမှာရှာအိမ်မှုဦးဝင်းအောင်နဲ့စတဲ့အိမ်မှုတွေပေါင်းပြီး9တန်းချင်းရွာရှိနေအိမ်များအလုံးကိုတလလင်းတသိန်းချက်လစဉ်တောင်းယူနေကြောင်းဒေသခံတွေကပြောပါရယ်။ ARR တိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကောင်စီကအုပ်ချုပ်ရေးမှုစတဲ့အိမ်မှုရှာအိမ်မှုများစုမှာပြည်သူစစ်မှုရန်အကြောင်းပြပြီးငွေကြေးတောင်းယူမှုတွေပုံမှုပြုလုပ်လျက်ရှိပြီးကြီးပွားချမ်းသာနေကြောင်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါရယ်။ဒါအပြင်စစ်ကောင်စီကမေလ9ရက်နေ့မှာပြည်သူစစ်မှုရန်အမှတ်စဉ်10ကိုတင်နန်းဆင်းပေးခဲ့ ပြီးလာမယ့်အမှတ်စဉ်၁၁ပြည်သူ့စစ်မှုထမ်းတင်းတန်းများထပ်မံခေါ်ယူဖို့လည်းပြင်ဆင်ထားကြောင်းတက်တွင်တည်င်းအရင်းမြစ်တွေစီကသိရပါဗျာ။ နောက်ထပ်တပုတ်အနေနဲ့လာရှုနဲ့ရမခဌာနချုပ်မှာလက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တိစုံပြောင်းဆုံးအရာရှိစစ်သည်များရဲ့ကြံရစ်သူစနီးများနဲ့မိသားစုများအားလုံးကိုစစ်ကောင်စီကခန်းစားခွင့်နဲ့လာစားထုတ်ပေးမှုများရက်ဆိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ရှိအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကို MNDA ကသိမ်းပိုင်စဉ်လက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းမရရှိပဲတိစုံနဲ့ပြောင်းဆုံးစည်ရင်းဝင်ထားတဲ့အရာရှိစစ်သည်တွေရဲ့ကြံရစ်သူစနီးများနဲ့မိသားစုဝင်များအားလုံးကိုစစ်ကောင်စီကခန်းစားခွင့်နဲ့ လစာထုတ်ပေးမှုတွေရပ်ဆိုင်ထားကြောင်းသိရပါတယ်။ကိုကန့် MNDE က2024ခုနှစ်အောက်တိုဘာလလာရှိုမျိုးနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ခဲ့ကြောင်းအဲ့ဒီနောက်လာရှိုမျိုးနဲ့ရှာမခါကို MNDE ကတင်ပိုက်ပြီးရင်နောက်လွမြောက်ခဲ့ကြတဲ့ဂျန်ရီသူမီသားစုတွေနဲ့ဇနီးတွေကအမိုင်းရဲနဲ့တန်ရဲမှာအခြေဆိုင်တဲ့တပ်တွေနဲ့တပ်ရာရှိတွေထံကိုဆက်သွယ်တည်ပြေးဖို့ခဲ့ကြောင်းလာရှိုနဲ့ရာမခါကြာဆုံးပြီးနှစ်လအကြာ2024ခုနှစ်အောက်တိုဘာလကစပြီးတည်ဆုံပြောင်းဆုံနဲ့လက်နက်ချညှန့်ခံခဲ့တဲ့ဂျန်ရီသူမီသားစုတွေနဲ့မိသားစုဝင်တွေကို ခန်းစား권လာစာတဝက်ကိုစစ်ကောင်စီကထုတ်ပေးခဲ့ကြောင်းသိရပါဗျ။ကိုမျိုးသားရဲ့လာစာတွေကိုကျန်ရည်သူဇနီးနဲ့မိသားစုတွေကိုမှနှစ်အောက်တိုဘာလကပြန်စထုတ်ပြီးတယ်။အပြည့်တော့မရဘူးမူလာလာစာရဲ့တဝက်ကိုပြီးတယ်။တချို့တက်တွေကတော့လူကြီးကောင်းရင်အပြည့်ရတယ်အဲ့ဒါအခုတော့မရတော့ရက်သွားပြီးဘာလို့လဲလို့မေးတာလည်းမရဘူးတချို့ကလာစာထုတ်မရတာလီလာလောက်ရှိပြီးတချို့ကတော့မလနဲ့အေဗီလာပေါင်းပြီးထုတ်ခွင့်မပေးတော့ဘူးတိုင်ရင်ဘက်ကတော့လူကြီးတွေကရက်ခိုင်းလာလို့ပဲပြောတယ်။အရာရှိရောစစ်တီရောအကုန်ဘာမှထုတ်ခွင့်မပေးတော့ဘူးလို့လာရှုမြို့မှာပြောင်းဆုံးနေတဲ့စစ်ကောင်စီ ်တပ်ဖွဲ့ဝင်တက်ချက်ကြီးတအုပ်ကပြောပါရယ်။ဒါအပြင်လာရှိုးမှာတည်ဆုံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ကြံရည်သူမိသားစုရင်းကလည်းအသက်အာမခံခြင်းအပါဝင်မြည်တိအခွင့်အရေးမှာစစ်ကောင်စီထံကမရရှိကြောင်းတည်ဆုံတဲ့စစ်တီနဲ့အရာရှိတွေမှာအလောင်းမပြနိုင်သူတွေကို6လ6စောင့်ဆိုင်ခိုင်းပြီး6လကျော်မှကြံရည်သူမိသားစုတွေတက်ခန်းစားခွင့်ရရှိဖို့ဆောင်ရွက်ပေးမယ်လို့ဆိုတော့လေစစ်ကောင်စီကဂတိမတည်လို့ကြံရည်သူတက်မိသားစုဝင်တွေကဆိုပါရယ်။ ။တည်ဆုံးဆိုရင်လည်းပြောင်းဆုံးစင်းထည့်ပြီး6လဆောင်ရမယ်ပြောတယ်။တကယ်တမ်း6လကျော်လို့ဘာသတင်းမှမကြားရရင်အသက်အာမခံတဲ့အခြားခံစား권နဲ့ရရှိရေးလုပ်ပေးမယ်လို့ပြောခဲ့တာ။အခု6လကျော်တဲ့ပြင်8လနေတာဝင်လာပြီးဘာမှလည်းလုံမပြေဘူး။ဘာမှလည်းအကြောင်းမကြားဘူး။သွားမင်းရင်လည်းလုံနေတာပဲပြောတယ်လို့လာရှုမျိုးချင်းဆိုင်ထောက်ပို့တက်626မှာစစ်တီတအူရဲ့မိခင်တအူကရှင်းပြပါရတယ်။လာရှုအရှိမြတိုင်းစစ်ဌာနချုပ်သိမ်းပိုက်ခံရတဲ့တိုက်ပွဲမှာခုခံတိုက်ခိုက်ရင်ပြောင်းဆုံးတည်ဆုံးဖမ်းဆီးခံခဲ့ရတဲ့စစ်တပ်ညာရှိစစ်တီတွေရဲ့အကြံရည်သူမိသားစုတွေနဲ့ဇနီးတွေကနေစရာလိုင်းငန်းလင်း မရရှိပဲပြင်ပမှာအလွန်ဆင်းရဲဒုက္ခကြီးစွာနေနေထိုင်နေရကြောင်းဒါကြောင့်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ထံကိုအတနာခံစာရင်းအကြိမ်ကြိမ်တင်ပြကြတော့လေတစုံတရာထူးခြားလာခြင်းမရှိကြောင်းကျန်ရည်သူမိသားစုတွေကဆိုပါတယ်အခုခါတရုတ်နိုင်ငံရဲ့ဂျောင်းဝင်ဆွတ်ဖတ်မှုနဲ့စစ်ကောင်စီကလာရှုမြို့ပေါ်စနစ်ရက်ကွက်ကို MNDA ထံမှပြန်လည်ရယူထားပြီဖြစ်ပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ရခိုင်တိုက်ပွဲတွေကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုစစ်တပ်က MNDA လင်းရင်လွတ်ပြီးသွားပြန်ခေါ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ရခိုင်တိုက်ပွဲတွေကြောင့် င်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်လိုက်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကသတင်းထုတ်ပြန်ပါတယ်။မေလ9ရက်နေ့အဆိုပါထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကို MNL လင်းရင်နဲ့မြန်မာစစ်တပ်ကတွားရောက်ခုံယူခဲ့တာဖြစ်ပြီးအဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက2024ခုနှစ်ဒီဇင်ဘာလနဲ့2025ခုနှစ်ဇန်နဝါရီလအတွင်းရခိုင်တိုက်ပွဲတွေကြောင်းဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြသူတွေဖြစ်ကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဘင်္ဂလားရှိအကျဉ်းထောင်တွေမှာအကျဉ်းချခံနေရတဲ့မြန်မာနိုင်ငံသား6ဦးကိုလည်းတပါတယ်မြန်မာနိုင်ငံကိုပို့ဆောင်လိုက်ကြောင်းဘင်္ဂလားဒေ့အစိုးရရဲ့ထုတ်ပြန်ကြေညာတင်ရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမိခင်မြန်မာနိုင်ငံကိုဘင်္ဂလားဒေ့ကော့ဘဇာလီစိန်မှာတဆင် MNL လင်းရင်နဲ့မေလ9ရက်နေ့နေ့လယ်ပိုင်းမှာပို့ဆောင်ရမှာဘင်္ဂလားဒေ့အခြေဆိုင်စစ်ကောင်စီတန်ယုံကလည်းလွှဲပြောင်းမှုလုပ်ငန်းစဉ်တွေမှာပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်ဘင်္ဂလားဒေ့ကမြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေကြောင့်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း185ဦးနဲ့အခြားစစ် မှုတမ်းတွေကိုပြီးခဲ့တဲ့နှစ်အတွင်းရေချောင်းနဲ့ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။